။ဘာဝင်နှုနဲ့ဟာတကယ်ပဲလပအုံးနဲ့မထိုက်တန်ဘူးလား။လာမဲ့နွေရာသီမှာလပအုံးအသိဟာအသိရဲ့ထောင်တိုက်စမှုဖြစ်တဲ့ဒါဝင်နှုနဲ့ကိုရောင်းထုတ်ပြီးတော့အခြားတိုက်စမှုအသိတရားနဲ့စားထုတ်ခေါ်ယူမယ်လို့ဒရင်တွေထွက်ပေါ်နေပါတယ်။အဲ့ဒီတရင်ကိုကြားမိလိုက်တော့ဘာဝင်နှုနဲ့အကြောင်းကိုပြန်လည်တွေးမိပါတယ်။ဘာဝင်နှုနဲ့ကိုလပအုံးအသိကဘယ်ဖြစ်ကသိကနေတသိန်းနဲ့လူဝယ်ခဲ့တာပဲဖြစ်ပါတယ်။တသိန်းနဲ့လည်းပြောသေးတယ်ဘာကြောင့်လူဝယ်တယ်လို့ပြောလဲဆိုတော့အဲ့ချိန်တုန်းက ာဝန်နုနကူအသင်းကြီးတွေထဲမှာမယ်အသင်းကြီးတွေကမှခေါ်ယူဖို့စိတ်ဝင်စားသေးတာစွန့်နေတာမျိုးမရှိခဲ့ပါဘူးဒါကိုလဘောအသင်းကတော့ဘင်ဖီကာအသင်းတောင်းတဲ့ဈေးတောင်မစစ်ဖဲနဲ့အသေးအတန်တယောက်တည်းလူဝဲခဲ့တာကြောင့်ပါပဲအမှန်တော့ဈေးကလည်းမတန်တဆလို့တောင်ပြောလို့ရပါတယ်ဘယ်လိုတွေပြောနေတော့ဒါဝန်နုနကမကောင်းဘူးလားသုံးစားမရဘူးလားဆိုတော့အဲ့လိုလဲမဟုတ်ပြန်ပါဘူးလဘောဝဲခဲ့တဲ့အချိန်တုန်းကပေးရတဲ့ဈေးနဲ့ခြေစွမ်းကမတန်တာကိုပဲပြောတာပါ ဒါဝင်နူးနဲ့ဆိုတာဘင်ဖီကာအသင်းမှာ200တိကစားပြီးပြိုင်ပွဲဆုံး85ပွဲမှာတွင်ကို48ဂိုးနဲ့ဖန်တီးမှု14ချိန်အထိပြုလုပ်ပေးခဲ့တဲ့ကစားသမားပဲဖြစ်ပါတယ်။တဘောအသင်းကိုမရောက်ခင်ဘင်ဖီကာအသင်းမှာနောက်ဆုံးကစားခဲ့တဲ့ရာသီမှာဆိုရင်ပြိုင်ပွဲဆုံး44ပွဲမှာ34ဂိုးအထိတွင်ပြီးဖန်တီးမှုကနေ၄ချိန်အထိရခဲ့တာပဲဖြစ်ပါတယ်။အဲဒီဆက်ဆောင်ရည်ကြောင့်ပဲတဘောအသင်းကအသေးအတန်ခက်တက်အကွက်ရွှေ့ခဲ့ပုံပါပဲ။ဒါပေမဲ့လည်း ဘာဝင်နုနဲ့ရဲ့အာတာချက်အာနဲ့ချက်တွေကိုလပောက်အသင်းတာဝန်ရှိသူတွေကတက်ချက်ပုံလောသွားတယ်လို့ပြောလို့ရပါတယ်။အသင်းကိုရောက်လာတဲ့အခါထင်သလောက်အလုံးမဖြစ်တာကိုလည်းတွေးရပါတယ်။လပောက်အသင်းကိုရောက်ရောက်ချင်းရသည်မှာပွဲပေါင်း52ပွဲကစားထားရာတင်ကို55ခုနဲ့ဖန်တီးမှု၄ချိန်ပဲရခဲ့ပါတယ်။အမှန်တော့ပြမြလိလိုဒီမျိုးမှာပထမဆုံးရသည့်အတွက်တရားလက်ကတိတ်တော်ဆိုးလာတယ်လို့ပြောလို့မရပါဘူး။ဒါပေမဲ့လည်းတိုက်စစ်မှုဖြစ်နေတာကတကြောင်ပေးထားတဲ့ဈေးကလည်းထိတ်တန့်ဈေးဆိုတော့ ဲ့ဒီအချိန်ကလေးကအသင်းရဲ့ပြိုင်ပွဲတွေကဆဲကြတာပေါ့။နောက်ရသည်ကြာတော့လေ54ပွဲကစားထားပြီး78ဂိုးနဲ့ဖန်နှင်းမှု73ချိန်ပဲရပါတယ်။ဆိုတော့တည့်ရမှာလဲအစီတဝင်းဝင်းစားရမှာလဲတဲတဲချက်ချက်နဲ့ဖြစ်နေတာပေါ့။အဲ့ဒီမူတရားအတွက်အပိုင်ကန်သွင်းခွင့်တွေကိုလွဲတာဒါဝန်နုနတ်ကအများဆုံးပဲလို့ပြောလို့ရပါတယ်။သူတို့ကအခွင့်အရေးအများစုကိုအသုံးချနိုင်ခဲ့ရင်ဆွေမနက်တွေဘာတွေရနိုင်တဲ့အထိအသင်းဖော်တွေရဖန်တီးပေးဖို့မှုက ကောင်းမွန်နေခဲ့ပါတယ်။ဒါပေမဲ့လည်းဒါဝန်နုနတ်ကဒါဝန်နုနတ်ပါပဲ။ အခုရာသီဆိုရင်ပွဲ၄၀အထိကစားပြီးပါပြီ။သင်ကိုက9ခုတာရသေးလို့ဒါဝင်နုနဲ့အတွက်တော့အဆုံဆုံးရသေးလို့ဆိုလို့ရပါတယ်။ဒါတော့လေအတင်းကသူ့ကိုရောင်းထုတ်ဖို့ကြိုးစားတာမမားပြန်ပါဘူး။ဒါဝင်နုနဲ့ကိုဘယ်အတင်းတွေကခေါ်ပါလဲ။လက်ရှိတတင်းကြားရတဲ့လောက်ကတော့အာဆင်နယ်အတင်းနဲ့အတလက်တစ်ခုမထည့်အတင်းတို့ကစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရာသီဝက်ကတောင်အာဆင်နယ်အတင်းကခေါ်ဖို့ညှိခဲ့တယ်ဆိုပြီးတတင်းတွေထွက်ခဲ့ပါတယ်။ဆိုတော့လဘောက်မှာအာဆင်မပြေကစားသမားကိုအာဆင်နယ်ကဘာကြောင့်ခေါ်ခြင်းရတာလဲ။ အဲ့ဒါကတော့အာဆန်နယ်အသင်းနည်းပြအာဒီတာကပဲအတိဆုံးဖြစ်မှာပါအာဒီတာဆိုတာကလည်းခေစကားနဲ့ပြောရရင်လူ့ဘာသာပြသူ့အသင်းမှာအဆင်မပြေဘူးဆိုတဲ့ဇာတ်တော်မျိုးကိုမှခေါ်ပြီးသူ့ရဲ့အသင်းမှာအကောင်းဆုံးဖြစ်အောင်လုပ်ပြချင်တာမျိုးတကယ်လို့ဒါနုနဲ့ကလက်ပအုပ်ကနေအာဆန်နယ်ကိုရောက်ခဲ့ရင်ဘာတွေတိုးတက်လာနိုင်မလဲအမမဟုတ်အရင်နုနဲ့ပဲဖြစ်နေအောင်ပါလားအာဆန်နယ်ကတော့နုနဲ့ကိုဘယ်လောက်ထိတောက်ပတ်အောင်လုပ်ပေးနိုင်မလဲ